အားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်လုတ်ပြမှာကလုတ်ပြရတာဆိုတော့ကျွန်တော်ဒီ favor account မှာပေါ့နော်ဒီမိမိတို့ရဲ့ဒီနာမည်အရင်ဆုံးဖွင့်ထားတဲ့နာမည်ကိုမကြိုက်လို့နောက်ထပ်နာမည်တစ်ခါပြန်ပြောင်းချင်တဲ့သူတွေအတွက်ကိုကျွန်တော်လာရောက်ပြီးမျှဝေပေးခြင်းပါတယ်နော်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုစုံအောင်မြေခံမှာပထမဆုံးပေါ့နော်ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်း subscribe လေးလုပ်ထားပေးမယ်ခင်ဗျာနော် โอเคဒါဆိုရင်ကျွန်တော်တို့ Facebook ကမှာကျွန်တော်ပထမဆုံးဖွင့်ထားတယ်ပေါ့ကျွန်တော်တို့ဖွင့်ထားတဲ့နာမည်လေးကိုကျွန်တော်တို့မကြိုက်ဘူးနောက်ထပ်ကျွန်တော်တို့ကအသစ်ပြန်ပြောင်းခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်လာရောက်ပြီးဒီဗီဒီယိုဖိုင်ထဲမှာအစအဆုံးလေးတည်တည်ရှာပြောပြပေးတော့မှာဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့ကမိမိတို့ရဲ့ဒီ Facebook account မှာအခုဖွင့်ထားတယ်ပေါ့နော်။နာမည်လေးကိုမကြိုက်ဘူး။ကျွန်တော်တို့ဒါပြောင်းမယ်ဆိုရင်ကျွန်တော်တို့ဖွင့်ထားတဲ့ Facebook account ထဲကိုကျွန်တော်တို့ဝင်ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး Facebook ကိုရဲ့ Facebook ကကိုကျွန်တော်ဒီလိုမျိုးဝင်လိုက်ပြီဆိုတော့လဲပြီးကျွန်တော်တို့ကဒီနေရာမှာပေါ့နော်อืม sorry ခဏနော်ဒီနေရာမှာကျွန်တော်ဒီပုံစံရောက်လာပြီဆိုရင်ကျွန်တော်ကဒီမှာကိုရဲ့ဒီအပေါ်မှာရှိတဲ့ဒီအဆက်လေးမြင်းချောင်းလေးတောင်းချောင်းတဲ့နေရာကိုပေါ့နော်ကျွန်တော်တို့ဒါနေရာမှာဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်တို့ဒီလိုမျိုးနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ favor account မှာပုံမှန်ကျွန်တော်တို့ဒီเนาะဒါ stain ဆိုတာလေးပြီးတွေ့လာလိမ့်မယ်เนาะဒီမှာဒီ stain ကိုပေါ့เนาะကျွန်တော်တို့ဒီနှိပ်ရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ဒီ stain ကိုနှိပ်လိုက်မယ်ဒီ stain လေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာကိုရောက်လာပြီဆိုတော့အမှာเนาะအမှာ personal ဆိုတာရှိမယ်ဒီမှာပေါ့เนาะ sorry เนาะတခြားမြောင်ပြတ်ပြမယ်ဒီမှာ personal ဆိုတာရှိမယ် ဒီမှာနော်ကျွန်တော် AA series လောက်ပြပေးထားပါတယ် DR D first name ကိုကျွန်တော်ကနှိပ်ရမှာဖြစ်ပါတယ်ဟေး DR ကိုနှိပ်လိုက်ပြီဆိုတော့ကျွန်တော်ကဒီကိုယ့်ရဲ့ profile ပေါ့နော်ကိုယ့်ရဲ့ Facebook profile ကိုကျွန်တော်နှိပ်ရမှာဖြစ်ပါတယ်နော် DR ကိုကျွန်တော်နှိပ်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုနှိပ်လိုက်ပြီဆိုတော့ရှင်နောက်ထပ်တစ်ခါကျွန်တော်ဒီနေရာကိုထပ်နှိပ်ရမှာဖြစ်ပါတယ်ကိုရအကောက်ပေါ့နော်ထိုင်နိုင်မယ်အာနိုင်လိုက်ပြီဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ရောက်လာပြီ ရင်ကိုနာမည်ပြောင်းတဲ့နေရာမှာပေါ့နော်ဒီမှာကိုကနာမည်ပြောင်းမှဖြစ်တယ်တော်တော်များများနဲ့ကိုနှရမယ်နော်ဒီနေရာကိုနှရမှဖြစ်ပါတယ်နော်အောက်ကအောက်ကတည်းကကျတော့ကျွန်တော်တို့ profile ရေးမှာစာရေးတာနော်ဒီရာကျတော့ကျွန်တော်တို့ဒီ profile မှာနော်စာရေးတာနော်ဒီရာကျတော့ကိုယ့် profile မှာစာရေးတာပေါ့နော်ကိုယ့် profile မှာစာရေးတာဒီရာကျတော့ကိုယ့်ရဲ့နောက်ဆုံးနာမည်ရေးတာဒါကတော့နာမည်တစ်ခုလုံးကိုကျွန်တော်ပြောင်းတာဖြစ်တယ်နော် โอเคဒါဆိုကျွန်တော်ကနာမည်ပြောင်းမယ်ဆိုလို့ရှိရင်ဒီနာမည်လေးကိုလိုက်လိုက်ပြန်လိုက်ဒီမှာကိုပြောင်းခြင်းတဲ့နာမည်ပေါ့နော်ဒီမှာအခုကျွန်တော်မှဆိုဒါကျွန်တော်ရဲ့ဒီဒီ account ဆိုလို့ရှိရင်ဒါတက်တက်မပြည့်သေးပေါ့နော်ဒါနှိပ်လို့မရသေးပေါ့ဒီမှာပြောင်းမယ်ဆိုလို့ရှိရင်ဒီနေရာမှာပေါ့နော်ကိုရဲ့ account မှာဒီလိုမျိုးနှိပ်လို့ရလာလိမ့်မယ်ဒါကျွန်တော်ရဲ့ account ကတက်တက်မပြည့်သေးဘူးသူကတက်တက်မပြည့်လေနှိပ်လို့မရအောင်သူကအဲ60 yes 60ပေါ့နော် yes 60နှစ်လမပြည့်ဘူးဆိုလို့ရှိရင်လေသူကပြောင်းလို့မရပါဘူးเนาะပြောင်းပြီးပြီဆိုလို့ရှိရင်နောက်ထပ်တစ်ခါ တော့3လလောက်စောင်းရတယ်เนาะလက်ပေါက်ရှော့စီစောင်းရတယ်ဒါမှဒါကျွန်တော်ပြင်ပြောင်းလို့ရတာဖြစ်တယ်เนาะအမေနဲ့ခဏခဏပြောင်းလို့မရမှာဘူးဒါကတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ favor account မှာကိုယ့်နာမည်ကိုအရင်ဖွင့်ထားတဲ့နာမည်ကိုမကြိုက်လို့နာမည်အစ်စ်ပြောင်းချင်တဲ့သူတွေအတွက်ကိုကျွန်တော်လာရောက်ပြီးဒါမျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါတယ်ကျွန်တော်တော့ကျေးဇူးဆန်ဖြစ်ပါတယ်